ရှိုးဝဲမှာတချင်းတည်ဆိုရင်စတိတ်စင်ပေါ်မှာလဲကြကွဲလွန်သွားခဲ့ရတဲ့တားဖြစ်သူအဒီနိုအတွက်ဖြေမစင်နိုင်ကြေကွဲဝန်းနေစွာခန်းစားနေရပါတယ်ဆိုတဲ့မိခင်ဖြစ်သူအဆိုတော်ထရေးစီမင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကအော်တိုဘာလ25ရက်နေ့က Idios ဘဏ်ရဲ့ပင်တိုင်းအဆိုတော်ဖြစ်တဲ့ကွဲလွန်သူအဆိုတော်ရေမွန်ရဲ့တချင်းတွေကိုအဆိုတော်ရေမွန်ကိုလွမ်းဆွတ်တန်းတားခြင်းအမှတ်တရအနေနဲ့ရေမွန်ရဲ့တချင်းတွေကိုအနုပညာရှင်တွေကအစုပေါင်းဖျော်ဖြေပေးခဲ့ကြတာဖြစ်ပါတယ် အဆိုပါပွဲမှာ FIFA 109ဘန်ရဲ့ founder ဖြစ်သူအဆိုတော်အဒီနိုလည်းပါဝင်ခဲ့တာဖြစ်ပြီးအဆိုတော်ရီမွန်ရဲ့မငုံနဲ့တော့ဆိုတဲ့တခြင်းကိုပထမအဦးဆုံးနဲ့နောက်ဆုံးအနေနဲ့ဖျော်ဖြေပေးပါမယ်ဟုဆိုကအဆိုတော်ရီမွန်ကိုတတိယတဲ့စိန်နဲ့ဖျော်ဖြေနေစဉ်အတွင်းမှာပဲအဒီနိုဟာရုတ်တရက်ဆိုသလိုစင်ပေါ်မှာလဲကျသွားခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်ကြောင့်စင်အားမှရှိနေကြတဲ့ပြိသက်တွေလည်းအံ့ဩဝမ်းနည်းခဲ့ကြရသလိုအဆိုတော်အဒီနိုကိုပြန်လည်နိုးထလာနိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ ါပေမဲ့ငကိုကလေးကနှလုံးရောဂါအခံရှိတဲ့အဒီနိုဟာရုတ်တရက်နှလုံးရက်သွားခဲ့ပြီးတော့ဆေးရုံကိုပို့ဆောင်စေရတဲ့မှာပဲကွယ်လွန်သွားခဲ့ရတာလည်းဖြစ်ပါတယ်။အခုလိုဖြစ်စဉ်မျိုးကြုံခဲ့ရပြီးရုတ်တရက်ကွယ်လွန်သွားခဲ့ရတဲ့အချိန်မှာအဆိုတော်အဒီနိုဟာမိသားစုဝင်တွေကိုလည်းနှုတ်ဆက်ခွင့်မရခဲ့သလိုမိခင်ဖြစ်သူအဆိုတော်ထရီစီဟာလည်းအဆိုပါပွဲနေ့ကအဝေးတနေရာကိုရောက်ရှိနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ တားဖြစ်သူကိုရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အပြင်ကွဲလွန်ချိန်မှာအနားမှမရှိနေပေးနိုင်တဲ့အတွက်လည်းအဆိုတော်ထရေစီအနေနဲ့ပုံမဝမ်းနဲ့ခြေခွဲခဲ့ရတာလည်းဖြစ်ပါတယ်။အဆိုတော်ထရေစီကသားကြီးရဲ့မိမိဘလို့ဖြစ်ရမလဲသားရဲ့ဟုဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေမိခင်တယောက်ရဲ့တောကကိုဝေးမြပြောပြထားတာလည်းဖြစ်ပါတယ်။အန်ဒီထရေစီဆိုတာကတော့မျူစစ်လောကရဲ့ဟာမိုနီလိုက်တဲ့သူတွေထဲမှာဆရာတမားအနေနဲ့အားလုံးကသိပြီးသားဖြစ်ပါတယ်။ ။ဒါအပြင် anti-tracy ကအစိုးရဆောင်းလိုင်းနဲ့အတူခီးသွား၅ရောက်ဆိုတဲ့တခြင်းတွင်လည်းထွက်ရှိဘူးသူဖြစ်ပြီးအခုလက်ရှိမှာ vocal trainer အနေနဲ့လည်းအနုပညာလောကမှာရပ်တည်နေဆဲဖြစ်ပါတယ်။အဆိုတော်ရီမွန်ဟာလေပြည်သက်တွေကိုနှုတ်မဆက်ပဲရှုပ်တရက်ထွက်ခွာသွားသူဖြစ်ပြီးအဆိုတော်ရီမွန်ရဲ့တခြင်းကိုတီးဆိုနေစမှာအဆိုတော်အဒီနိုကလည်းအခုလိုကိစ္စမျိုးတတိုက်ဆိုင်ဆိုင်ဖြစ်သွားခဲ့တဲ့အတွက်ပြည်သက်တွေအတွက်ရောမျိုးစစ်လောကအတွက်ပါစိတ်မကောင်းစရာအမှတ်တရတစ်ခုအနေနဲ့ကြန့်ရှိနေတော့မှာပဲဖြစ်ပါတယ်။